အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုမနေ့ကတုန်းက Norway က World Cup Qualifier မှာသူတို့တမိုင်းတစ်လျှောက်ခြေစပွဲ ပြန်အောင်မဲ့နောက်ထပ်အခွင့်အရေးပေါ့လေဆိုတော့1998မှာ Norway ကမ္ဘာဖလားခြေစပွဲ အောင်တယ်အဲ့နောက်ထဲကပဲကမ္ဘာဖလားမှာခြေစပွဲမအောင်ဘူးကမ္ဘာဖလားမှာ Major Tournament အတိုင်းမှာ Norway မပါတာကြာပြီကျွန်တော် Norway နဲ့ပတ်သက်လို့ရှိရင်အများနဲ့မတွေ့ရတာကြာပြီဒါအနီရောင် ဂျာစီအနီရောင်ဂျာစီလေးကိုခဲရောင်လေးတွေခွဲထားတယ်တကယ်ကိုလုံးဝကောင်းတဲ့အဲ့နော်ဝေးအခုဆိုရင်အယ်လင်ဟာလန်ရဲ့စွမ်းဆောင်မှုနဲ့နော်ဝေးက World Cup Qualify အောင်မှုခြေလှမ်းတလှမ်းမယ်လို့တော့တယ်ရှေ့တစ်ပတ်မှာအက်စတိုးနီးယားကိုသူတို့အိမ်ကွင်းမှာကပ်မယ်အိုက်ပွဲမှာသူတို့နိုင်ရင်နောက်ဆုံးပွဲအီဂလီကိုရှုံးရင်တောင်တင်ချာနီးယားခြေစပွဲအောင်ပြီ good different job ဆိုတော့အိုက်ပွဲမှာခြေစွမ်းပြ9သွင်းတဲ့အယ်လင်ဟာလန်အသက်25နှစ်ပဲရှိသေးတယ် ဒီယာတီမာဟာလန်ရဲ့စွမ်းဆောင်ရည်က on fire ပြီးခဲ့တဲ့တစ်ပတ် September International Break မှာဟာလန်ကတယောက်ထဲတပွဲထဲမှာ၅ဂိုးသွင်းတယ်အခုဒီတစ်ပတ် Modoba နဲ့ပွဲမှာ၅ဂိုးသွင်းပြီးတော့အခုဒီတစ်ပတ် Israel နဲ့ပွဲမှာနောက်ထပ်၃ဂိုးသွင်းတယ်ဒါတော့သူ penalty လွဲလို့နော်ဟာလန်ကအခု25နေပဲရှိတယ်ဒီယာတီ Premier League 9ပွဲမှာ၉ဂိုးသွင်းထားတယ်ချန်ပီယံလိမှာနှစ်ပွဲမှာ၃ဂိုးနဲ့၁၂ဂိုးသွင်းထားတယ် အိုက်ဆက်နဲ့ကိုတွင်ထားတာကိုမှ Norway လေဝေးစင်အသင်းတွက်အခုလောစေအနေထားရဒါအခုဟိုတနေ့က9ကိုတွင်နေအခုဒီနေ့3ကို8ကိုထပ်တွင်ထားတယ်အခု12ပွဲမှာ12ပွဲမှာ22ကိုတွင်ထားတယ်ဒီရာဒီဟာလန်ကစားတာ စုစုပေါင်း12ပွဲကစားတယ်22ကိုတွင်ထားတယ်လုံးဝ on fire ပဲတကယ် on fire ပဲကျွန်တော်ဟာလန်ကိုကြိုက်တဲ့အချက်ကဗျာတခါတည်းကြာရင် तू 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 ကဗျာ aggressive ဖြစ်တယ် ော်ကျွန်တော်တို့အင်းအင်းပရီးမီးယားလိဂ်ကကြာအရဆရာကြီးတွေကတမလားဟာလန်က၃ချက်ပဲထိသေးတယ်လို့၅ချက်ပဲထိသေးတယ်လို့၁၅ချက်ပဲထိသေးတယ်လို့ဒုံထိလိုက်တာနဲ့ကိုးတာပဲကျွန်တော်မှတ်မှတ်ရမနစ်ကအာဆင်နယ်နဲ့ကန်နဲ့ပွဲ5 1နဲ့အာဆင်နယ်အဲ့တော့9တော့ဆိုကျွန်တော်ပြမယ်တပွဲလုံးအာဆင်နယ်ကဒိုမီနိလောက်တာမန်စီးတီးကတိုင်ပတ်နေတာဒါပေမဲ့ရှာရှာပါပါဟာလန်ကချက်ဘာမှမရဘူးဒုတိယပိုင်းလဲကြောက် cross လုံးထောင်းနေတခါတည်းခေါင်းတိုက်သွားတာအဲ့ဒါဘာလဲဆိုဝေါကလက်စထရိုက်ကတယောက်ရဲ့အရေးသွေးပဲရှုံးနိုင်နိုင်တာကိုကျွန်တော်မပြောဘူးဒါပေမဲ့ one chance one goal အမေရိကကိုလာတယ်သူတကယ်ဆိုအိုင်နီယံအမေရိကကိုဒီဒီနှစ်ပြန်လာတဲ့ချိန်မှာသူနှစ်ကြိမ်ရတယ်ဟိုတလုံးကဒီဘက်ကို4 down ပေးရပွဲဖြစ်သွားမှာဒါပေမဲ့သူမပေးလိုက်ဘူးဒါပေမဲ့ပြောချင်တဲ့အချက်ကဟာလန်ဟာ every single chance ကသူတို့ chance ချင်းရရဟာလန်ရှစ်ကြိမ်တော့ဝင်နေဗျာတချို့ကစားသမားတွေ chance ကြီးအများကြီးရတယ်ဂိုးတွေအများကြီးတွေ့ပေမဲ့တကယ်တမ်းကျတော့ chance နဲ့ convert ratio မှာအရန်กว่าဟာလန်အရန်စိတ်ချရတယ်ဟာလန်နဲ့ပတ်သက်အခုဒီတိုင်းဆိုရင် Norway ရဲ့တီချပေါက်ချေစပွဲအောင်ပါလေဝီစီအသင်းနဲ့ပတ်သက်ပြီးတော့ Norway အသင်းနဲ့သူစွမ်းဆောင်ရေးက လုံးဝကိန်းကနန်ကကြောက်ဖို့လက်မှုကောင်းတယ်46ပွဲမှာ50တကူသွင်းတယ်ကျွန်တော်နားလေပါတယ် European ပြိုင်ပွဲပြိုင်ပွဲအသင်းတွေကတော်တော်လေးနိုင်နေဗျာဟိုတနေ့ရသူကြည့်ဗျာ Austria က19ပြက်နဲ့နိုင်သွားတယ်19မှာဂိုးသမားကလွဲပြီးတော့အနာထုပစ်တယောက်တည်း၄ဂိုးသွင်းတယ်ဂိုးသမားကလွဲပြီးတော့ဂိုးသွင်းသွင်းမသွင်းရင်ဖန်တီးတဲ့ကစားမတွေအားလုံးကကျန်တဲ့10ယောက်ကအဲ့ဒါဘာလဲဆိုအဲ့ဒါ European ဘောလုံးအဆင့်တန်းဘလောက်ထိပြိုင်ပွဲနိုင်တဲ့အသင်းတွေကအရန်နိုင်တယ်အားကြောင့်မလို့တောင်းတောင်းတိုက်စစ်မှုတွေကိုးရဖို့မခက်ဘူး ဟာလန်လိုလူမျိုးတွက်ကအရင်တည်းကခက်ခဲတဲ့ပြိုင်ပတ်တွေတောင်မှအေးအေးဆေးဆေးတွေးနေတာဟာလန်တွက်ကအေးအေးဆေးဆေးပဲကိုကရအောင်ပါပဲစက်တိုက်ရပါပဲအခု50 46ပွဲနော်ဝေးတဲ့ကစားပြီးတော့50တခုတွင်းထားတယ်။ကိန်းကနေကြောက်ဖို့တော့ကောင်းတယ်နော်။အယ်လင်ဟာလန်ကအခုလက်ရှိပေါ့လေဒါသူဒီနေ့ရာသီတွင်းမှာဒါအခု hat trick အပါဝင်ပေါ့လေဟာလန်ရဲ့စွမ်းဆောင်ကြီးကျွန်တော်ပြောပြမယ်။ဟာလန်ကအခုအသက်25နှစ်ပဲရှိတယ်သူ့ရဲ့ career မှာ hattrick ပေါင်း28ကြိမ်သွင်းပြီးသွားပြီ Manchester City ကိုရောက်လာပြီးတော့17ကြိမ် hattrick သွင်းထားတယ် Norway Leverkusen အသင်းတို့က6ကြိမ် hattrick သွင်းထားတယ်သူကလပ်ဟောင်းဖြစ်တဲ့ Southampton ကိုနေတော့က9ကြိမ် hattrick သွင်းပြီးတော့ Borussia Dortmund က4ကြိမ်နဲ့သူအသင်းဟောင်း Norway club ဖြစ်တဲ့ Molde အသင်းလေးကိုတကူ hattrick သွင်း2ကြိမ် hattrick သွင်းပြီးတော့ total 28ကြိမ် hattrick သွင်းထားတယ်25နှစ်ပဲရှိသေးတယ်နော် နောက်အခု လွေစင်နဲ့ကလပ်အတွက်နောက်ဆုံး10ပွဲဆက်တိုက်ကိုးသွင်းတယ်။လွေစင်အသင်းအတွက်9ပွဲဆက်တိုက်သွင်းပြီးတော့ Manchester City အတွက်10ပွဲဆက်တိုက်သွင်းထားတယ်။အခုပူပူနွေးနွေးတော့ PFA ရဲ့တလတာအကောင်းဆုံး Premier League ရဲ့တလတာအကောင်းဆုံးစုကိုရရှိထားတယ်။အခု Haaland ရဲ့နောက်ဆုံး10ပွဲ Israel နဲ့ပွဲမှာ hat-trick ရတယ်။ Brentford နဲ့ပွဲမှာ9ကိုးသွင်းတယ်။ Monaco နဲ့ပွဲမှာ2ကိုးသွင်းတယ်။ Burnley နဲ့ပွဲမှာ2ကိုးသွင်းတယ်။ အာစနယ်နာပိုလီမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလည်း2ဂိုးသွင်းတယ်မိုဒူဘာနဲ့ပွဲမှာ5ဂိုးသွင်းတယ်ဖင်လန်နဲ့ပွဲမှာသွင်းတယ်ဘရိုက်တန်နဲ့ပွဲမှာသွင်းတယ်ဆိုတော့ DRD ရွှေဖနက်စုဒီအားလုံးကိုဟာလန်တယောက်တည်းတင်ကြုံရယူသွားမှာလားဘလို့ထင်ကြလဲခုမှမှဝေရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်